အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel နဲ့ပြန်လဲကြိုဆိုပါအ YouTube မဟုတ် sorry မှားပါလို့ TikTok channel နဲ့ပြန်လဲကြိုဆိုပါတယ်အဲဒီခါမှာတော့မိတ်ဆွေအားလုံးတိချင်နေကြတဲ့ Starlink ကဖလပ်ပိုင်းပဲရတာလားကျန်တဲ့နိုင်ငံတွေရောမရဘူးလားပေါ့နော်အဲ့ဒါကိုတခါတည်းဒီမှာပြတော့မယ်အခုဒီမှာကျွန်တော်ကမြေပုံတစ်ခုရှိတယ်အဲ့မြေပုံမှာဒီအဖြူရောင်လို့ပြောမလားအပြာရောင်လို့ပြောမလားအဲ့လိုမျိုးအယောင်နေရှိတဲ့နိုင်ငံတွေက Starlink ဂျိုတူကို တုံးလို့ရတယ် Starling account တွေဖောက်လို့ရအဲ့တော့ကျွန်တော်ကြည့်မယ်မြန်မာနိုင်ငံမြေပုံကြည့်မယ်မြန်မာနိုင်ငံတနိုင်ငံလုံးမှာအယောင်မရှိဘူးအဲ့တော့အယောင်မရှိရဖြစ်တဲ့တက်ကျွန်တော်မြန်မာနိုင်ငံမှာတရားဝင်တုံးလို့မရဘူးထိုင်းနိုင်ငံကြည့်မယ်ထိုင်းမှာလည်းအယောင်မရှိရအတွက်တရားဝင်တုံးလို့မရဘူးလာအိုလာအိုလည်းတရားဝင်တုံးလို့မရဘူးအဲကမ္ဘောဒီးယားလည်းတရားဝင်တုံးလို့မရဘူးဗျာအာဒီမှာမလေးရှားမလေးရှားမှာတရားဝင်တုံးလို့ရတယ်နော် လေးရှားတရားမယ်တုံးလို့ရတယ်စင်ကာပူစင်ကာပူတွေလည်းတုံးလို့ရတယ်เนาะအာကျွန်တော်ဆက်ကြည့်မယ်ဆက်ကြည့်ရဂျကာတာတို့ဘာလို့အဲအဲ့ဒါတွေတုံးလို့ရတယ်ဒီကောင်ကဘာလဲအင်ဒိုနီးရှားအင်ဒိုနီးရှားမှာလည်းတုံးလို့ရတယ်အင်ဒိုနီးရှားပြည်ဒီမှာကြည့်လိုက်ဖိလစ်ပင်းဖိလစ်ပင်းဆိုလည်းဖိလစ်ပင်းမှာမမရတဲ့နေရာရှိရယ်เนาะဖိလစ်ပင်းကမနီလာမနီလာနဲ့ကလမ်ပါเนาะအဲ့မျိုးတွေမှာမရဘူးအဲ့မှာတုံးလို့မရဘူး မရတော့ပါကြည့်အောက်ဖက်အောက်ဖက်ကြည့်တာအောက်ဖက်မှာဆိုဒီမှာအာဒါပါကြီးလေဒါပဲနိုင်ငံလေအော်ဩစတြေးလျာဩစတြေးလျာဆိုကြိုက်တဲ့ဘယ်နေရာတော်တော်တုံးလို့ရတယ်အဲဒီဘက်ချမ်းကနေဒါမှာတုံးလို့ရတယ် United State America မှာတုံးလို့ရမက္ကဆီကိုတုံးလို့ရတယ်အာဂျီတီးနားဖက်တွေနော်အဲ့ကောင်တွေလည်းတုံးလို့ရတယ်အာပြကြရင်အာကျွန်တော် နောက်ထပ် Norway တို့ Sweden တို့ Finland တို့ Finland ပေါ့နော်အဲ့ကောင်တွေတုံးလို့ရတယ် London တွေတုံးလို့ရတယ် Italy တွေတုံးလို့ရတယ်ဗျာအဲ့နိုင်ငံတွေမှာတုံးလို့ရတယ်အာ Janet data တွေကအယောင်မှိန်နေတဲ့ခါကျတော့တုံးလို့မရဘူးပေါ့နော်အိန္ဒိယအိန္ဒိယမှာလည်း starting တုံးလို့မရဘူးအဲ့ဒါပါလေ Bhutan လားအဲ Bhutan အဲ့မှာတုံးလို့ရတယ်နော်အာတုံးလို့ရတခါတည်းမြေပုံနဲ့ပြောပြလိုက်ပြီနော်မြေပုံနဲ့ပြောလိုက် တခါတည်းမှတ်ပေါ့နော်တခါတည်းမှတ်အဲ့တော့ဒါကဒါတကဘာလုံးမှာ starling ကိုတရားဝင်သုံးလို့ရတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်အဲ့တော့အဲကျွန်တော်ဒီမှာ area အကျယ်ကြီးပဲဗျာဒီကောင်ဆိုရုရှားဖြစ်လောက်တယ်နော်ရုရှားဟုတ်တယ်ရုရှားမှာသုံးခွင့်မပေးထားဘူးနော်ရုရှားသုံးခွင့်မပေးထားဘူးအဲ့မှာမြန်မာသုံးခွင့်မပေးထားဘူးအဲ့တော့မြန်မာကတော့အနည်းဆက်ဆုံးဘယ်နိုင်ငံတွေသုံးကြလဲဆိုတော့ဖိလစ်ပင်းကိုသုံးတယ် ပြီးရင်ဂျပန်နိုင်ငံသုံးတယ်အိုင်းနနိုင်ငံအဓိကသုံးတယ်ဘာလို့အိုင်းနနိုင်ငံလဲကြည့်လိုက်လေမြေပုံမှာဖိလစ်ပင်းကြိုက်တဲ့နေရာသုံးလို့ရတယ်ဂျပန်ကြိုက်တဲ့နေရာသုံးလို့ရတယ်အင်ဒိုနီးရှားသုံးလို့ရတယ်ပေါ့နော်ဒါမျိုးလေးရှိတယ်အဲ့တော့ဒီဗီဒီယိုကမိတ်ဆွေတို့ကိုထောက်ကူပြုမယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးအသေးနဲ့ share လုပ်သွားပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်